ိုးခမရအောင်မင်္ဂလာပါကလော့ကော်နာနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒါအခုလေးတင်အမ်ပွဲပြီးသွားတဲ့လပောင်းနဲ့ရင်းမတ်တိုရဲ့ပွဲပြီးသုံးသက်ချက်လေးကိုလုပ်ပေးတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမစခင်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးတော့ညီကိုရင်းနေနဲ့ကုညီပေးတော့လို့ရပါတယ်โอเคအဲဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစားလိုက်ကြအောင်ရင်းလုံးနေနဲ့ကျွန်တော်လပောင်းတို့အင်ရှင်အဲ့ခန်းတဲ့ပွဲမှာတော့လပောင်းတို့နေနဲ့ အမတ်လေးစာရဲ့ twin ကိုနေနေနဲ့ကျွန်တော်ဝမ်းစီဆိုပြီးတော့ဒီပွဲမှာအနိုင်ရလက်ကိုပုံဖော်နိုင်တာကိုတွေ့ရမယ်။ဒါကရေမထွက်ဘက်မှာတော့ကျွန်တော်ဒီပွဲမှာတော့သူ့အနေနဲ့ဂုတ်ကန် twin ချင်းတော့မှသူ့အနေနဲ့မချိန်လောက်ပဲရှိပြီးတော့လဘဝုသူအဲနောက်ဆုံးလာခဲ့တဲ့မနစ်ကရာသီနဲ့ဒီနှစ်ရာသီဇာဘီအဆုံးလွန်ဆိုရဲ့လက်ထက်အောင်မှာတော့သူ့အနေနဲ့နိုင်ပွဲနှစ်ပွဲစလုံးကိုလာရောက်ရှင်မယ်နဲ့ချန်ပီယံလိဂ်နှစ်ပွဲစလုံးမှာလဘဝုရဲ့အိမ်ကမှလာရောက်ရှင်မယ်နဲ့နှစ်ပွဲစလုံးမှာတော့သူ့အနေနဲ့ နိုင်ပွဲပြောက်ခဲ့တာကိုကျွန်တော်တွေ့ရမယ်။ဇာပေကြီးအလွန်ဆိုရဲ့လက်ထက်မှာကျွန်တော်တို့မနစ်ကရာသီတုန်းကလိုင်းအောင်ရှင်မြန်တဲ့ပွဲမှာတော့တူးစီးဆိုပြီးတော့လေဘောက်တို့အင်ကွင်းမှာပဲနိုင်မလို့ဒီနှစ်မှာလည်းထပ်ပြီးတော့တွေးဆောင်တဲ့ပွဲမှာပေါ့လေဘောက်တို့ရဲ့အင်ကွင်းမှာပဲအန်ဖီမှာပဲ1စီးဆိုပြီးတော့ဒီနေ့ပွဲမှာတော့လေဘောက်တို့နိုင်ရရှိထားတယ်ကွာ။ဒီနိုင်ပွဲရလဲကြောင့်ပဲလေဘောက်တို့အနေနဲ့ကျွန်တော်အဆင့်6နေရာထိတက်လှမ်းပြီးတော့ရီးယဲနဲ့ကျွန်တော်တို့အမှတ်တရပြီးလို့ရှိရင်ဂိုးကွာချာဂျက်နဲ့ကျွန်တော်တို့အဆင့်6နေရာမှာရက်တည်နေတယ်လို့ပြောလို့ရတယ်။ တစ်ဖက်ကကျွန်တော်တို့အဲဒီနေ့ပွဲမှာဆိုလို့ရှိရင်တော့ဟောတစ်ဖက်ကကျွန်တော်တို့အဲ real metric very real metric ကလည်းကျွန်တော်တို့ပွဲကျွန်မှာပြောခဲ့လို့ပဲဒီနေ့ပွဲမှာလည်းသူတို့ရဲ့အတောင်စင်းဆုံးလူစင်းနဲ့ကျွန်တော်တို့ပွဲထုတ်လာတာကိုမြင်ရတယ်သူတို့ရဲ့တိုက်စစ်မှာဆိုရင်ဘာပေတို့ဗင်နီတို့ပြီးလို့ရှိရင်ကျွန်တော်တို့အဲဘယ်လင်ယန်တို့ဘာတို့ဒီနေ့ဒီစုပွဲနဲ့ပဲသူတို့ပွဲထွက်လာတာမြင်ရအထူးသဖြင့်သူတို့ဒီနေ့ပွဲမှာဆိုကျွန်တော်တို့ မန်ချက်တာစီးရီးမှာကျွန်တော်မြင်နေကြတဲ့4141ပုံစံနဲ့ပွက်ထွက်လာပြီးတော့လီဗာပူးသူတို့အနေနဲ့တော်တော်လေးမှဒုက္ခပေးဖို့ကြံခဲ့ဒါမှလည်းလီဗာပူးရဲ့နောက်တန်းဒီနေ့လေးမှာတော်တော်လေးမှကောင်းမွန်နေတာတွေ့ရမယ်အဲရီယာဗီယာတော့ဒီနေ့ကျွန်တော်ရဲ့အဲအကောင်းဆုံးကစားသမားဆိုရင်ရီရဲ့ကစားသမားလည်းမှဆိုရင်သူတို့ရဲ့အဓိကကိုယ်သမားဖြစ်တဲ့ကော်ရိုက်တော်တော်လေးမှကောင်းမွန်လာရုံးဆုံးနေနဲ့ဆိုဘိုရဲ့ အကကန်သွင်းကြတယ် free free ကနဲ့ africa နဲ့ဆိုဝဲကန်သွင်းကြနှလုံးလောက်ကိုလည်းစေသွားတော့ဘာဂျပန်နိုင်ငံရဲ့ခေါင်းတိုက်ကိုတွေမိုဟာမက်ဆာလာတို့ပြီးတော့စင်ကိုရီကပ်ဖို့တို့ရဲ့ twin ကိုတွေကိုသူ့အမြင်တော်လေးမှကာကွယ်ပြီးတော့သူ့အမြင်နဲ့ဒီနေ့ပေါ်မှာတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသနိုင်တယ်လို့ပြောလို့ရတယ်ပြီးတော့တို့နောက်တန်းမှာတော့အဒဲဝိုင်ဇန်အနေနဲ့တော့ဒီနေ့ပေါ်မှာထင်သာအလုံးမဖြစ်ခဲ့လို့ပြောလို့ရတယ်တစ်ဖက်ကဘယ်ပါတီတို့အဲချူအမန်နီတို့ဆိုလို့စင်လည်းတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားနိုင်လို့ ြီးလို့ဆိုရင်ကျွန်တော်တို့ကာမဘင်္ဂါတို့ကူလာတို့ဆိုရင်တော့ထင်သာတိုက်ပြီးတော့အလုံးမဖြစ်ခဲ့ဘူးလို့တော့ပြောလိုက်ရတယ်။တစ်ဖက်ကကျွန်တော်တို့အမ်ရောဘတ်ဆန်တို့ဘတ်ချံသူအနေနဲ့ကူလာတို့အနေနဲ့တော်တော်လေးမှထူဖော်ဖို့ဒီနေ့ပွဲမှာတော့မလွယ်ခဲ့ဘူးလို့ပြောလိုက်ရတယ်။တစ်ဖက်ကကျွန်တော်ပင်နီပင်နီလည်းတင်နိုင်မှာပဲ။ဒီနေ့ပွဲမှာတော့ကျွန်တော်ရဲ့မန်တမကတော့အဲလေဘောက်ကစားသမားဖြစ်တဲ့ကွန်နာပလေကိုပဲကျွန်တော်အဲပေးချင်ပါဘာတော့ကြောင့်လို့ဆိုရင်ဒီနေ့ပွဲမှာကွန်နာပလေရဲ့ဖြတ်ထုတ်မှုတွေအဲနောက်တန်းကိုကာကွယ်မှုတော်တော်လေးမှကောင်းမွန်တဲ့ ုံစံမျိုးမြင်တယ်အထူးသဖြင့်ကျွန်တော်ဘီနီနဲ့ဝမ်မဝမ်တွေ့မလားသူ့အနေနဲ့လုံးဝကိုဘီနီကိုအကျော်မခံဘဲနဲ့ခေါင်းဆုံးထိန်းချပြသွားလို့အမ်ဘာပေနဲ့တွေ့ဆုံတိုင်းမှာလည်းသူ့အနေနဲ့ကောင်းမွန်တဲ့ခြေစွမ်းလို့ပြသထားနိုင်တယ်တော့ဒီနေ့ကျွန်တော်ရဲ့မောင်တမကတော့ကွန်နာဘရလီပဲဖြစ်တာခုမှလည်းဒီနေ့ပုံမှန်မမလက်ရှိအနေနဲ့တိတ်ပြီးတော့ဖန်းခွင်တော့မှမရလိုက်ဘူးလို့ပြောသူ့အနေနဲ့နှစ်ကြိမ်လောက်ပဲကိုပေါက်တဲ့ကန်သွင်းကြိမ်ကိုဟိုအေးတတရာရာပဲဒီနေ့ပုံမှန်တော့သူ့အနေနဲ့အမ်ဖမ်းသွားတယ်လို့ပြောလိုက်ရတယ် တပတ်ကဒီနေ့အပေါ်မှာတော့ VM ထက်ကရဲ့တိုက်စက်ကတော်တော်လေးမှအလုံးအဲမဖြစ်ခဲ့ဘူးလို့ပြောလိုက်အထူးသဖြင့်ကျွန်တော်တို့အဲဘာပဲတယောက်လောက်ပဲကောင်းမယ်ဘယ်နည်းနည်းနဲ့ကျွန်တော်တို့ကိုနံပါတ်လေးကိုမကျော်နိုင်သလိုထောက်ကဆူကူရဲ့နောက်ဆင်းကူတဲ့ချန်ရင်တွေမှာဘယ်နည်းနည်းနဲ့တော်တော်လေးမှသူ့အနေနဲ့အဲထင်တယ်လို့အလုံးမဖြစ်ခဲ့ဘဲနဲ့နောက်တန်းနေကိုပဲသူ့အနေနဲ့ပြန်ပြေးတော့ကွင်းလင်းနေပဲတွဲနေတဲ့အချိန်မှာထင်တယ်လို့အလုံးမဖြစ်ခဲ့ဘူးဒီထဲမှာတော့မှ MBA ကတော့အမ်ဘာဘေးနေနဲ့လေဆိုဘောကလည်းသူ့အနေနဲ့အကောင်းဆုံးထင်းသိမ်းသွားတယ်လို့ ျွန်တော်ထင်တယ်ပြီးနေကျွန်တော်တို့ဒီနေ့ပွဲမှာတော့ပွဲထွက်လာတာတော့အရှင်းမှလည်းတစ်ဖက်ကအခန်းစင်းအားကိုပူတန်တဲ့ဘရလီရှိမှပြီးလို့ဆိုရင်ကိုနတီဘိုင်ဇင်ပိုင်းတစ်ဖက်ကလည်းကျွန်တော်တို့ချန်ပီယံလိမှာကျွန်တော်တော်တော်လေးမှအတွေ့အကြုံများပြီးတော့ကျွန်တော်တို့ဝိုင်းကစားသမားဖြစ်တဲ့အာရောဘတ်ဆန်နဲ့ပွဲထွက်လာတယ်ကိုယ်လည်းမှာကိုယ်လည်းမှာကျွန်တော်ဒီနေ့ပြောင်းတော့ကျွန်တော်တို့အာကိုဒီကပူဒီနေ့မှာတော့ကျွန်တော်အောက်လိုက်တယ်ဒါပေမဲ့ကျွန်တော်ထင်တာကတော့ဗျာအာကိုဒီကပူပါမယ်ဆိုလို့ဆိုရင်တိကျတယ်ဟိုကဘက်လီမပါတော့ဒါပေမဲ့ဘက်လီကိုသူကနောက်တန်းရဲ့ လုံလုံစိတ်ကြောင်ဆိုတော့ပလေထုတ်ပြီးတော့ဒါပေမဲ့ပလေစီကလည်းတခုရှိတယ်ဗီယက်နဲ့တွေ့တယ်ကျွန်တော်မနေ့ကရာသီမှာတော့ဗီယက်နဲ့တွေ့တော့ကလည်းသူ့အနေနဲ့အကောင်းဆုံးအဲဘာပီကိုထိမ့်ပြီးသိမ့်ပြသွားဒီနေ့မှလည်းကျွန်တော်တို့အဲဘီနက်ဆစ်ဂျူတီယာတို့ကိုအကောင်းဆုံးထိမ့်သိမ့်ပြသွားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာကျွန်တော်ရဲ့မန်သာမန်ကတော့ခုနပြတ်လေကျွန်တော်ကိုယ်လည်းမှဆိုရင်စုဖို့ကောင်းမွန်မတ်လက်စားဒီအတွဲလုံးကကျွန်တော်တော်တော်လေးမှကောင်းမွန်တဲ့အတွက်ဖတ်လို့ပြောလို့ရတယ်မနေ့ကရာသီမှာလည်း ဒီတွဲဖက်ကတော်တော်လုံးဖြစ်ခဲ့လေဒီနေ့ရာဒီနော်အရှိရပွဲအဆုံဝင်လာနေပွဲကြီးမှာဒီပွဲမှာလည်းရှိတယ်တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားနိုင်လေလို့ပြောလို့ရတယ်ကျွန်တော်လက်ဝင်းမှာကျတော့ foreign ဘက်ကိုကျွန်တော်တုံးပြီးတော့ coding ကပိုးတော့ကျွန်တော်တို့အနားပေးထားတွေကတစ်ဖက်ကမူစာလာနေနဲ့ပြီးအီကီဒီအီကီဒီအနေနဲ့ကတော့ဒီနေ့ပွဲမှာတော့ကျွန်တော်တို့ထင်တော့အလုံးမဖြစ်ခဲ့ဘူးသူအနေနဲ့အမ်တိုက်စစ်ကိုတိတ်ပြီးတော့ကျွန်တော်တို့တိုက်စစ်မဆင်မဲနဲ့ကျွန်တော်တို့အတင်းကနောက်တန်းကိုဦးတည်ပြီးတော့ကစားပြီးတော့ကျွန်တော်တို့တစ်ဖက်က ရေမထရဲကျွန်တော်တို့အမားတွေကိုစောင့်ကစားတယ်လို့ပြောလို့ရတယ်ဒီနေ့ပတ်မှာအဲ့တော့ကြောင့်လည်းကျွန်တော်တို့ EKTK နဲ့ထင်တယ်တော့အလုံးမဖြစ်ပဲသူ့အနေနဲ့တိတ်ပြီးတော့ကိုပေါ့ကန်တွင်ကျင်းနေပါလိမရဘူးလို့ပြောလို့ရတယ်တစ်ခါကတကယ်လို့တော့ကျွန်တော်တို့ဒီနေ့ပွဲမှာတော့ Florian Fit တို့ပြလို့စဉ် Florian Fit နဲ့ EKTK အတွဲတာဒီနေ့တကယ်ညီကဲလို့စဉ်လို့စဉ်ကျွန်တော်တို့အနေနဲ့နှစ်ကိုးလောက်တော့ရတင်နေလို့မြင်တယ်တစ်ခါကကော်ရရဲ့ကောင်းကြောင်းကောင်းမှုကြောင့်လည်းတော်တော်လေးကမှကျွန်တော်တို့အဲ့တွင်းမှုတွေမရရှိခဲ့အထူးသဖြင့်ကျွန်တော်တို့ free ကွန်နာကန်တဲ့အချိန်မှာဆိုလို့ရှင်ဘာချပန်နရဲ့ခေါင်းတိုက်ချက်ကတော်တော်လေးမှကောင်းလို့အာပြီးရင်ဆိုဘူရဲ့ကန်ချက်တွေပြီးရင်ကိုရီကဘူရဲ့ကန်ချက်တွေနဲ့ဒီနေ့ပုံမှန်တော့ခေါ်လိုက်ကတော်တော်လေးမှကာကွယ်သွားတယ်လို့ပြောဒီကာကွယ်အကြောင်းပါလို့ရဲ့သူတို့အနေနဲ့တော်တော်လေးကိုဂုံးမပြတ်သွားတာလို့တော့ပြောလို့ရဒီနေ့ပုံမှန်တင်းလုံးနဲ့ကျွန်တော်ခြုံကြည့်လိုက်မယ်ဆိုရင်တော့ရီယဘန်မှာရီယမှာတော့အဝေးကမှလာရှင်မယ်နဲ့ပုံမှန်တော့သူတို့အနေနဲ့ထင်တာတော့အလုံးမဖြစ်ခဲ့ဘူးလို့ပြောလို့ရတယ်သူတို့အနေနဲ့ အဲနောက်ဆုံးရှင်းမဲ့ထားတဲ့၅ပွဲမှာတော့၅ပွဲစလုံးနိုင်ထားတယ်တပတ်ကလေးပွဲကြာတော့ကျွန်တော်နောက်ဆုံးရှင်းမဲ့ထားတဲ့၅ပွဲမှာ၂ပွဲပဲနိုင်ထားပြီးတော့သူတို့နဲ့တပွဲနှစ်ပွဲနှစ်ပွဲပဲနိုင်ထားပြီးတော့၃ပွဲရှုံးနေထားတယ်ဗျာဒီတော့ကြောင့်ကျွန်တော်တို့လူတိုင်းတော့ထင်တယ်ဒီကတော့လေပေါင်းတို့ထင်တဲ့လောက်တော့အလုံးမဖြစ်ခဲ့ဘူးလို့တော့ထင်တယ်ပြီးရင်တော့ဒီရေကစားလောင်းအောင်ထိန်းချုပ်ဖို့တော်တော်လေးခက်မယ်လို့တော့ပြောခဲ့တယ်ဒါမှလည်းကျွန်တော်တို့ဒီနေ့ပွဲမှာတော့အဲ့ဒီပြောနေကြစကားတွေကိုလုံးဝကျွန်တော်တို့အကောင်းဆုံးခြေဖြတ်ပြပြီးတော့လေပေါင်းတို့နဲ့ဝမ်းစီဆိုရော့ကိုကျွန်တော်အနိုင်ကိုရခဲ့ ရင်းဆုံးအနေနဲ့ကျွန်တော်တို့ရခဲ့တဲ့ပထမအောင်ဆုံးကျွန်တော်တို့အဲရမယ်ပနယ်တီအပနယ်တီရလဲကျွန်တော်စေတဲ့နေပနယ်တီလို့တော့မြင်ဘာတော့ကြောင့်လို့ဆိုလို့စရင်ညာကျွန်တော်တို့အဲကမဖင်ကကမကပင်ကလက်ကြီးဆန်းလိုက်ပြီးတော့ကျွန်တော်တို့ဂူစီးကြတဲ့မှာလက်ကြီးဆန်းလိုက်တဲ့အချိန်မှာအဆူကိုရဲ့ကံရတဲ့ထိသွားတာအဲ့ဒါကိုကျွန်တော်ပထမတော့ပနယ်တီပြင်ပြီးလို့မဲ့ဗီယာဒီမာလည်းပြန်ကြည့်ပြီးတော့ပြန်နိုးပနယ်တီတယ်နော်ဘာတော့ကဒီတိုင်းတိုင်းလို့ကြည့်ရပြီးလို့စရင်လဲကျွန်တော်တို့အဲ ကျွန်တော်များများရတဲ့ပြစ်ဒဏ်တွေကတော့အဲပြစ်ဒဏ်တွေကိစ္စတွေကတော့မပြောပါဘူးနှစ်ဖက်သလုံးကတော့တိုက်ပြီးတော့ကျွန်တော်ကစားသမားတွေကတော့တော်တော်တွန်းတက်လိုက်စောက်အောင်ဆိုလို့အဓိကအဖြစ်ကျွန်တော်တို့အဝီယက်ဘက်မှာဆိုလို့ရှိရင်အဂျူပယ်လင်ဟန်နေနဲ့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြတ်တာထားနေသူနေနဲ့ကျွန်တော်အတိုက်စစ်လိုက်ပါမှုပေါ့နော်တန်းကောက်ခွင့်မှုမှာဂျူပယ်လင်နေနဲ့တော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေ့ခဲ့ရပြီကျွန်တော်တစ်ဖက်မှာကျွန်တော်ဂရွန်ဘတ်နေနဲ့ဒီနေ့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြတ်တာခဲ့တယ်လို့ပြောလို့ရတယ်ကျွန်တော်ရသွားတဲ့အတွင်းကတော့အမ် ဆူပါစလန့်အဲ့ဒီအလုံးကတော့ကျွန်တော်ဂရမန်ဘက်ကြောင့်ရတာပေါ့ဂရမန်ဘက်အမ်ဝမ်မန်ဝင်ဆွဲလာတဲ့အလုံးထွက်ကကျွန်တော်တို့ဂျူပလင်နဲ့နဲ့နောက်ကနေရောဝင်ပြီးတော့အမ်ပိုင်းလိုက်တလို့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အန်ဘာပြစ်တံပေါ်ရတယ်ဗျာရတဲ့ပြစ်တံကိုကျွန်တော်တို့ဆူပုံနေတဲ့ဒီနေ့ဘွယ်မှာဆိုရင်ဆူပုံတောက်ရောက်ကန်တာတောက်ရောက်ကန်တာဆိုနင်းနေတော့မဟုတ်ဆူပုံကန်ချက်ဆူပုံကန်ချက်လေတော်တော်လေးမှကောင်းမွန်တယ်လို့ပြောလို့ရတယ်အဲ့ဒီကျွန်တော်ရလာတဲ့ဖရီကိုပဲဆူပုံနေတဲ့အကောင်းဆုံးကျွန်တော်တို့အမ် ကိုအေးရကိုစီတဲကိုထည့်ဖို့သူအနေနဲ့အကောင်ဆုံးနှောက်တင်ပေးလိုက်တယ်ဒီချိန်မှာကျွန်တော်တကယ်လို့ဒါကျွန်တော်အဲ့ဒီခိုးမှာဗျာမက်နစ်ဆာအနေနဲ့လွတ်သွားမယ်ဆိုရင်တော့နောက်မှ AKDK ရှိတယ် AKDK အသင့်ပဲမက်နစ်ဆာလွတ်တာနဲ့ AKDK တန့်ပိုင်ပြုံးမယ်အဲ့အချိန်မှာတော့မက်နစ်ဆာအနေနဲ့မလွတ်ဘဲနဲ့လုံးဝကိုသမားရဲ့ဘယ်ဘက်ထဲကိုအကောင်ဆုံးကျွန်တော်တိုက်သွင်းတယ်ဒီချိန်မှာတော့ဆရာသမားတိုင်လူကြီးရဲ့သွားပြန်ကြည့်တဲ့ဘေးအားလေးပါလေလူကျွန်နေတယ်ဆိုပြီးတော့ပြီးတော့မှနောက်ပြန်လာလူမကျွန်ဘူးဆိုတော့ကျွန်တော်60တမိနစ်မှာရရတဲ့တကူတွေတော့တွင်ကိုနဲ့ကျွန်တော် ဒါတော့ MP မှာတော့ချမင်းလေးပွဲတင်လေးရှင်မဲနဲ့ပွဲမှာတော့နိုင်ရလက်ကိုပုံဖော်ပြီးတော့ကျွန်တော်တို့အကောင်းဆုံးပြန်လာပြီးလာလို့တော့မေးလို့ရမယ့်ခြေနေမျိုးဖြစ်ပါတယ်ကျွန်တော်အခုလိုမျိုးဟိုပြင်ရင်တော့ဒီဘက်တို့အနေနဲ့ပြန်လဲပြောင်းလဲသွားတာကျွန်တော်အနေနဲ့တော့ကွင်းလည်ကြောင်းမယ်လို့ထင်တယ်အဓိကအဖြစ်ကျွန်တော်မနေ့ကရာသီမှာခြေသွင်းပြထားတဲ့ဒီကွင်းလည်ကဒီမှာ၃ယောက်ကလည်းဒီနေ့ပွဲမှာတော်တော်လေးမှကောင်းမွန်လို့ရှေ့ပွဲတွေမှာလည်းကောင်းမွန်တဲ့ခြေသွင်းတွေပြသထားနိုင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီကွင်းလည်၃ယောက်တည်းကိုနည်းနည်းလေးတော့ကျွန်တော် ဖြုတ်လို့လို့တော့မှတိတ်ပြီးတော့အဆင်မပြေလောက်တော့မင်းနဲ့ညီကိုရောဘယ်လိုမြင်ရလဲကျွန်တော်တကယ်တော့ Florian Wave ကိုထည့်လိုက်တယ်ဗျာဆိုဘိုကျွန်တော်တို့ rival ပို့လိုက်မယ်ဆိုရင်လည်းတိတ်ပြီးတော့အဲ့လောက်ကွင်းလင်တိတ်တော့ထင်တော့အလုံးမဖြုတ်ဘူးအလုံးမမပွင့်တော့ကျွန်တော် Macklesa ကိုထောက်ပြီးတော့ဆိုဘိုနဲ့အဲ Ground Van တွေ့တော့ Florian ဆိုရင်လည်းအဲ့လောက်လေးတိတ်ပြီးတော့အလုံးမဖြုတ်လို့ကျွန်တော်ကမြင်တယ်ဒီနေ့ပွဲရရဲ့အဲနိုင်ပွဲမှာနိုင်ပွဲကြောင့်မှကျွန်တော်တို့ Liverpool အနေနဲ့တိုက်စစ်ကောကျွန်တော်ခံစစ်ကောကွင်းလင်ကိုတော်တော်လေးမှ အဲမျှကြည့်ရှိပြီးတော့ကောင်းမွန်တဲ့ပုံစံတွေပြသထားခဲ့တယ်သူတို့ကကျွန်တော်အဲကိုကိုနတီတို့ဘာဂျပန်နိုက်တို့အနေနဲ့လည်းသူတို့အနေနဲ့တစ်ဖက်ကတိုက်စစ်သမားတို့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ဘင်နီတို့ပြီးလို့ဆိုရင်ကျွန်တော်တို့ဂျူပလင်ယန်တို့ပြီးလင်းရင်လည်းကျွန်တော်ကီလင်အဘာပေတို့ကိုတော်တော်လေးမှကောင်းကောင်းမွန်မွန်ထိန်ချုပ်ပြီးတော့သူအနေနဲ့ပေကိုလုံးဝမရှိအောင်ကလန်းရှိအောင်ယူနိုင်တဲ့အတွက်ကြောင့်တော်တော်လေးမှကောင်းမွန်တဲ့ခြေသွင်းနေလို့ပြောလို့ရတယ်ဒီနိုင်ငံွေးကြောင်ရဲ့လေပေါ်တို့ရဲ့အဲကျွန်တော် လာမဲ့ပြင်းပြလေးပွဲစဉ်စတက်မှာအဝေးဝေးတောက်ရောက်ရှင်ပြန်မဲ့ပွဲမှာတော့စိတ်တခွန်ကတော့တော်တော်လေးမှအမြင်ဆုံးရောက်နိုင်မယ်လို့တော့မြင်တယ်။ဒီနေ့ပွဲမှာတော့ floor အနေနဲ့တော်တော်လေးမှသူ့အနေနဲ့ right back လက်ဖက်မှာထွက်သွားတဲ့ပွဲနေမှာအဲအများကြီးမဟုတ်ပါဘူးကတော်တော်များများခြေစွမ်းပြခဲ့တယ်လို့သူ့အနေနဲ့သူ့ငုတ်တကူလောက်တော့ကျွန်တော်တို့ရတဲ့နေလို့ထင်တယ်။သူ့နေအဲအဲ sorry သူ့နေဟုတ်တယ်ဟိုဟာ Chrome Bella မလေးဆာလာမနီပြလိုက်တယ်လို့သူ့အနေနဲ့အဲ ကန်လို့ရတဲ့အချိန်မှာသူ့နေမကန်မင်းနဲ့နောက်ကဆိုဘူတက်လာတဲ့အလုံးဆိုဘူပြန်ချပေးဆိုဘူကလည်းအကောင်းဆုံးဆုံးတက်လိုက်ဒါမှလည်းခေါ်ရရဲ့ကျွန်တော်တို့ကာကွယ်မှုကြောင့်သူ့နေနဲ့ကျွန်တော်တို့ဟိုကိုထောက်ပတ်မှုတွေပါလေမရဘဲနဲ့ဒီနေ့ပြမတော့ပုံမှန်ခြေစွမ်းလောက်ပဲပြသတယ်လို့ပြောလို့ရတယ်အင်းဒီကနေနဲ့တော့ဒီနေ့ပြမတော့တိတ်ပြီးတော့ခြေစွမ်းမပြနိုင်ဘူးလို့တော့ကျွန်တော်မြင်တယ်ကွင်းလယ်သမားတုံးရုပ်ထဲမှာတော့အကောင်းဆုံးကတော့ကျွန်တော်တို့အဲဆိုဘောကလည်းတော်တော်လေးမှကွန်မွန်ဆုံးမှလက်စာကရာမဘက်ကလည်းပြောကြမှာလို့ကောင်းခဲ့တော့ကျွန်တော်နောက်တန်း၄ရောက်စလုံးကလည်း အထူးသဖြင့်ကျွန်တော်ခုနပလေးရလဲ real နဲ့တွေ့တိုင်းလို့လို့အဲ real တိုက်ချက်ကစားသမားတွေကိုအကောင်းဆုံးထိန်းချုပ်ပြသွားတာပေါ်ရတော့တော်တော်လေးမှကောင်းမွန်ပြီနော်ချီးကျူးဖို့ကောင်းပါတယ်ညီကိုတွေရောဒီညချင်းမင်းရဲ့ real နဲ့ level 2ပွဲမှာဘယ်လိုမြင်ကြလဲဝင်ရောက်ဆွေးနွေးမချက်ပေးသွားလို့ရပါတယ်လိုင်းကိုချီးကျူးပေးတဲ့ညီကိုတယောက်ချင်းတိုင်းကိုကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လဲဆောင်လို့ကြတာပါဗျာ